တခါတော့ကရွာငယ်လေးတရွာမှာပီဟာလို့ခေါ်တဲ့ဆင်းရဲသားတစ်ယောက်ရှိပါတယ်။သူ့မှာခင်ရီလို့ခေါ်တဲ့ဇနီးတစ်ယောက်ရှိပြီးကျော်စွာလို့ခေါ်တဲ့သားတစ်ယောက်ရှိပါတယ်။ဒီနေ့မှာတော့ယောက်ျားဖြစ်သူကမိန်းမဖြစ်သူကိုအခုလိုပြောပါတယ်။မိန်းမရေမိန်းမငါတထေးစီသွားပြီးပေါက်ချွန်သွားငှားလာအောင်မယ်။ရှင်မြင်မြင်သွားပြီးပြန်လာနော်။အဖေတိတ်မကြစီနဲ့နော်။မြင်မြင်ပြန်လာခဲ့နော်။ငါကြကြမသွားပါဘူးကွာ။ရှင်ရတော့နော်။ အကြောင်းမျိုးမျိုးပြပြီးအပြင်ကိုသွားဖို့ပဲလုပ်နေတယ်။ဟေးဟေးငါလည်းအလုပ်တွေကူလုပ်ပေးပါတယ်မိမရဲ့။ခဏနေတော့တီဟာကပေါချုံငါဖို့အတွက်တထေးကြီးအိမ်ကိုထွက်လာပါတယ်။တီဟာလည်းတထေးကြီးရဲ့အိမ်ကိုရောက်တော့တထေးကြီးနဲ့ချက်ချင်းကိုတွေ့ရပါတယ်။ဟာတီဟာပါလားကွာဘာကိစ္စရှိလို့ရောက်လာတာလဲ။ဒီလိုပါတထေးကျွန်တော်တထေးရဲ့ပေါချုံလေးငှားကျင်လို့ပါ။အော်မင်းကပေါချုံငှားကျင်လို့ဒီလိုလာခဲ့တာလား။ဟုတ်ပါတယ်တထေးကျွန်တော်ပေါချုံလေးခဏငှားမလို့ပါ။ ယူပါရပါရဲကွာဒါပေမဲ့မပြောက်ပြက်စေနဲ့နော်နော်နောင်သူ့ပေါချွန်းတစ်လက်ယူလာပေးလိုက်ပါဟုတ်ကဲ့ပါတထေးဒီနောက်မှာတော့တထေးကြီးရဲ့အစီခံနှောင်ကတီဟောက်ကိုပေါချွန်းယူပေးလိုက်တယ်ပြီးတော့အစီခံကတီဟောက်တေချာမှာခဲ့လိုက်ပါတယ်အကူကြီးပေါချွန်းတော့ရင်တေချာတတိထားနော်တခုခုဖြစ်သွားရင်တထေးကြီးအရင်တော့ဒေါသထွက်လိမ့်မယ်အေးပါကွာမင်းကအခုလိုတတိပဲလို့ကျေးဇူးတင်ပါတယ်ငါသွားတော့မယ်နော် တေရလည်းတတိကြီးစီအားပေါ့ချုံငါပြီးထင်းခွဲဖို့အတွက်တောအုပ်လေးတဲကိုသွားလိုက်ပါတယ်တောအုပ်လေးတဲကိုရောက်တော့တေရလည်းထင်းခွဲလိုက်တာဒါသွားကကျွတ်ထွက်သွားပြီးခက်လန်းလန်းမှပြေးလွှားသွားလာနေတဲ့သမင်းရဲ့ပိုက်ထဲကိုစိုက်ဝင်သွားပါတယ်သမင်းကတော့တောအုပ်ရဲ့ခက်လန်းလန်းမှပဲပျောက်ွယ်သွားပါတယ်။အိုးငါရဲ့ပေါ့ချုံအသွားဘယ်ရောက်သွားလဲကွာအတောင်မှန်ပေါက်ပြီးပြန်သွားလာပဲတီဟာလည်းရိုးတံမဲ့ကြံတော့တဲ့ပေါ့ချုံကြည့်ပြီးအယံကိုစိုးရင်သွားတယ်။ဒါကြောင့်သူလည်းတောအုပ်ထဲမှာ အချိန်တော်တော်ကြာကြိုးစားရှာဖွေခဲ့ပေမဲ့ကျိုးထွက်သွားတဲ့ဓာသွားကိုရှာလို့မတိတ်ပါဘူး။တေဟာလည်းစိတ်ငြင်းငြင်းနဲ့အိမ်ကိုပြန်ရောက်လာပါတယ်။တင်းနောက်တေဟာလည်းသူ့ရဲ့မိသားစုကိုအကျိုးကြောင့်ပြောပြလိုက်ပါတယ်။တေဟာလည်းချက်ချင်းပဲတထေးကြီးစီကိုသွားပြီးတော့ဖြစ်ချောင်းကုံစင်ကုံပြောပြလိုက်တယ်။မင်္ဂလာပါတထေး။ကျွန်တော်တထေးကိုပြောဆက်ရှိလို့လာခဲ့တာပါ။အဟုတ်လေ။ကျွန်တော်တထေးကြီးစီကငှားသွားတဲ့ပေါက်ချုံလေးသူ့ရဲ့ဓာသွားကျွတ်ထွက်ပြီးတော့အဝေးကိုလွင့်သွားပါတယ်။ ကျွန်တော်ဘလောက်ပဲစူးစမ်းရှာရှာရှာလို့မတွေ့ပါဘူး။ဘယ်အောင်ရောက်သွားတာလဲမသိပါဘူးတထေးကြီး။ဘာဘလို့လုံးဝရှာမတွေ့ဘူးဟုတ်လား။အိုးဖေဟာဖေဟာဒါငါ့အတွက်လက်ဆောင်တစ်ခုပဲ။အခုတော့သွားပြီ။ငါရဲ့မိဘတွေလက်ထက်ကလေးကအုံပြူလာတာ။ငါတောင်ဆုံးရှုံးရလို့မဖြစ်ဘူး။အခုတော့ငါဘလို့လုံးဝမှာလဲကွာ။တထေးကျွန်တော်တကယ်တောင်းပန်ပါရယ်ဗျာ။ဒါကျွန်တော်အမှားပါ။ကျွန်တော်တတိထားပေမဲ့မျက်စိရှေ့မှာတင်မရှိတော့တာပါ။တထေး ကျွန်တော်ဘလို့လုပ်ပေးရမလဲဗျကျွန်တော်ပြန်ဝယ်ပေးရမလားဟွန်းမင်းအစ်စ်ဝယ်ပေးတယ်ဆိုရင်တော့ငါလက်မခံဘူးကွာတခုမပြောနဲ့အခုတရားဝယ်ပေးလဲငါလက်မခံနိုင်ဘူးတီဟရဲ့မင်းလည်းမင်းပဲတအား तू ဘလို့လက်ခံနိုင်မလဲဒါ तू တမုတ်ထားရပစ္စည်းလေမင်းကအစ်စ်ပြန်ဝယ်ပေးမယ်ဆိုရင်တော့မှ तू ကလိုချင်မှာမဟုတ်ဘူးအဲ့ဒါဆိုကျွန်တော်အခုချက်ချင်းသွားပြီးတောအုပ်ထဲမှာပြန်ရှာကြည့်ပါမယ်မရရင်တော့အစ်စ်ပဲလက်ခံပေးပါနော်တထေးပေါ့ချုံအစ်စ်ကိုငါလက်မခံပါဘူး ငါငါရဲ့အဟောင်းပဲငါပြန်လို့ချက်နေတထေးကြီးကအသက်ပိန်လဲလက်မခံကိုပြောတာကြောင့်တီဟလည်းမျက်နှာလေးညှိုးနှံပြီးအိမ်ကိုပြန်လာခဲလိုက်ပါတယ်။အော်ယောက်ျားရှင်ပြန်လာပြီလားအမလီခါနာလိုက်တာအသက်ကြီးလိုက်တကယ်ကိုမကောင်းတော့ဘူးမိမရဲ့ဒါရီထားလိုက်ပါငါလှုပ်လိုက်မယ်ဒီမှာခဏလာထိုင်ပါအောင်ကွာငါမင်းတို့ပြောစရာရှိတယ်ဒီနောက်မှာတော့တီဟာကသူ့ရဲ့ဇနီးနဲ့တားဖြစ်သူကိုအကျိုးအကြောင်းပြောပြတယ် ရှင်အသေးဝယ်ပေးမအောင်သူတို့လက်မခံဘူးလားဟုတ်တယ်ငါပါဆက်လောက်ရမှန်းမသိရောသူဟာသူ့အရင်ပေါ့ချွန်အဟောင်းပဲပြန်လို့ချက်နာဘသူအပြစ်တင်ရမလဲတော့မသိရောပါဘူးရှင်ငါသူ့အချိန်ထက်ဆွဲထားလို့ရပါသေးတယ်နောက်နေ့မှာတော့တီဟာကတထေးစီကိုထတ်သွားပါတယ်မင်္ဂလာပါတထေးကျွန်တော်ဒီနေ့ဒီကိုလာတာတီစီဖို့လေးစားပြင်ရောပေးချင်လို့ပါအဲ့ဒါလက်ခံပေးလို့ရမလားဒီမှာမင်းငါပြောတော့နားမလဲဦးထင်နေငါလက်မခံနိုင်ဘူး အရင်အဟောင်းမန်းငါပြန်လို့ချက်နိုင်။သီဟလည်းစိတ်သက်ကြပြီးအိမ်ကိုပြန်လာခဲလိုက်ပါတယ်။သီဟကြိုးကြောင်ပြောပြလိုက်တော့ဇနီးဖြစ်သူဟာသားဖြစ်သူကိုတထေးကြီးစီမအစီခံတယောက်ဖြစ်ရော့ကျင်းနေနဲ့ထားရှိဖို့အကြံပေးလိုက်ပါတယ်။ဟုတ်တယ်ဖေ။ဒါတော့တထေးကြီးကလက်ခံမှာပါဗျ။တထေးကြီးစီသွားပြီးပြောကြည့်ကြတာပေါ့။အင်းမင်းရဲ့အကြံတော့ကောင်းပါ रे ကွာ။အဲ့ဒါဆိုလဲကျမတို့တထေးကြီးစီကိုသွားကြရအောင်လေ။ဒီနောက်မှာတော့သီဟတို့၃ယောက်လဲတထေးကြီးထံကိုသွားရောက်ပြီး သူ့သားကိုပျောက်သွားတဲ့ပေါ့ချုံစာအစီခံအဖြစ်တလထားရှိဖို့ပြောခဲ့ပါတယ်။တတိကြီးလက်တောင်သဘောတူလိုက်ပါတယ်။ဒီနေ့မှာတော့တီဟာကတောထဲမှာထင်းရှာဖို့အတွက်ထွက်လာလိုက်ပါတယ်။တီဟာကတောအုပ်လေးထဲကိုရောက်တော့ထင်းရှာဖွေနေရင်ခလလန်းကိုရောက်လာတော့တိမ်ဆုံးနေတဲ့သမင်နဲ့တူပေါ့ချုံဟောင်းကနေကျွတ်ထွက်သွားတဲ့ဓားသွားကိုမြင်လိုက်ရပါတယ်။တီဟာလည်းရန်ကိုပျော်သွားတော့တာပေါ့။အိုးဒီမှာပဲငါချိန်ချိုင်လိုက်ရှာလိုက်ရတာ အခုတော့ငါသားကိုတထေးကြီးစီကနေအိမ်ကိုပြန်ခေါ်လာနိုင်တော့မယ်။တီဟလည်းပြောပြောဆိုဆိုနဲ့ပေါချုံဟောင်းကဓားတော်ကိုဆွဲထုတ်ယူလိုက်ပါတယ်။ပြီးတော့တီဟကရေနဲ့ဈေးကြောလိုက်ပြီးတထေးကြီးစီကိုယူသွားလိုက်ပါတယ်။တီဟလည်းတထေးကြီးကိုအကျိုးချောင်ပြောပြလိုက်ပြီးသူ့သားကိုသူ့နဲ့တူတူပြန်ခေါ်လာခဲ့လိုက်ပါတယ်။တီဟကတော့အလုတ်ကျိုးစားတဲ့သူပါ။လူရတီမှာစပါးဆိုင်ပြီးအိမ်ကိုပြန်ရောက်လာတဲ့ခါမှလဲဇနီးဖြစ်သူမောင်းလောက်တာကိုဝိုင်းဝန်းကူညီလောက်ကင်ပေးပါတယ်။အိုးမိမရဲ့ အနှံ့လေးကတော့မှုန်းနေရပဲအုံသီးတွေကတော့အနေတော်ဖြစ်သွားပြီမင်းလည်းတကြားနဲ့တေချာရောနေနော်ဒါမှစားရတာအရသာရှိမယ်ကွာဟုတ်ကဲ့ပါယောက်ျားရဲ့အနှံ့လေးကလည်းတင်းပြက်နေရပဲကွာအဲ့ဒီအချိန်မှာတော့တီဟာတို့အိမ်မှာမုန်းလုံနေတဲ့အနှံ့ကအရန်ကိုမွေးပြက်လွန်းလာကြောင်းတထေးရဲ့သမီးလေးကအရန်ကိုစားချင်သွားပါတယ်။အိုးမွေးနေရပဲငါတော့စားချင်လာပြီ။ဒါကဘယ်ကအနှံ့လဲ။အော်ဟိုအိမ်ကမုန်းလုံနေရပဲ။ ။တခင်မလေးကမုံအနှံကြောင့်စားချက်နေပြီထင်တယ်။ငါတို့မှမုံလို့ဖို့အတွက်အိမ်မှာအိုးရှိလား။အိမ်မှာတော့အိုးမရှိပါဘူးတခင်မလေး။ဒီလိုဆိုရင်သူတို့စီကပဲအိုးငါပေးပါ။တထေးတွင်တော့ဒုက္ခရောက်မှသိချပါရယ်။တထေးကြီးကိုတခင်မလေးကိုယ်တိုင်ပဲပြောတတ်ပါရယ်။ဒီနောက်မှာတော့တထေးကြီးရဲ့သမီးလေးဆူဆူကသူ့ရဲ့မိဘတွေကိုသူကိုယ်တိုင်ပဲမုံလို့စားချင်ကြောင်ပူစားလိုက်ပါရယ်။သမီးလေးရဲ့စကားကိုကြားတော့တထေးကြီးလဲအိုးငါးယူဖို့အတွက်တီဟာတို့အိမ်ဖက်ကိုထွက်လာပါတယ် တထေးကြီးကတီဟောက်တွေးလိုက်ရတာနဲ့စပြီးတော့နှုတ်ဆက်စကားဆိုပါတယ်။မင်္ဂလာပါတီဟရေမင်းပါလုံညာလဲကွာ။အော်တထေးကြီးကျေးဇူးပြုပြီးထိုင်ပါဦးလားဗျ။ရေသွားယူလာပေးပါမယ်။အိုးရပါတယ်ကွာရပါတယ်မလိုပါဘူး။ငါမင်းရဲ့အိုးကိုငါဖို့တီယိုရောက်လာတာပါ။ငါမှအိုးတွေအများကြီးရှိတယ်။ဒါပေမဲ့လူချင်းတဲ့ချိန်တိုင်းရှာလို့မတွေ့ဘူးဖြစ်နေတယ်ကွာ။ခဏဆောက်ပါဗျကျွန်တော်မှရှိပါတယ်။အေးပါကွာ။အိုးငါပေးလို့ကျေးဇူးများတက်ပါတယ်။ ငါခုသွားပြီနော်ဟုတ်ကဲ့ပါတထေးတထေးကြီးလည်းအိုးယူပြီးသူ့အိမ်ကို ပြန်လာခဲလိုက်ပါတယ်နောက်တနေ့မှာတော့တထေးကြီးရဲ့သမီးလည်းဆူဆူကသူ့စားချင်နေတဲ့မောင်ကို အမေဖြစ်သူတို့နဲ့တူတူကိုယ်တိုင်လှုပ်ရှားကြပါတယ်ဆူဆူကကိုယ်တိုင်လှုပ်ရတာကိုဝါသနာပါပါတယ်အစီခံတွေကလည်းလိုအပ်တာတွေကိုကူညီလှုပ်ကင်ပေးကြပါတယ်သူတို့မောင်လှုပ်လှုပ်ပြီးတော့မှအချိန်မှာ ခွေးနှကောင်ကအပေါ်တက်ပြေးလာပြီးမီးပေါ်ပေါ်ကအိုးကိုဝင်တိုက်သွားပါတယ်ငါးယူလာတဲ့အိုးလေးကတော့ချက်ချင်းပဲ။ အစိတ်စိတ်အမွားမွားကွဲသွားပါတယ်။ဂျီနောက်မှာတော့ဆူဆူကအဖေဖြစ်သူကိုအိုးလီကွဲသွားပြီဖြစ်ကြောင်းပြောပြလိုက်တယ်။အဖေအမေဒုက္ခပဲအိုးလီကွဲသွားပြီ။သမီးဘာပြောတယ်။သမီးရဲ့ဘလို့ဖြစ်ရတာလဲကွဲ။ခွေးတွေပြေးသွားနေအိုးတိုက်မိပြီးကွဲသွားတာပါ။သမီးတို့ဘလို့လုပ်ရမလဲယင်။ကြားရဲသမီးမစိုးရင်ပါနဲ့ငါဝယ်ပေးလိုက်မယ်။သူတို့ငါရှင်းပြလိုက်မယ်။ဟုတ်ပြီလား။ဟုတ်တယ်သမီးရဲ့ဘာမှစိတ်မပူနဲ့။ နက်ဖြန်ကျရင်အိုးအစ်စ်ပြန်ဝယ်ပေးလိုက်ပါမယ်။နောက်တနေ့မှာတော့တထေးကြီးကအိုးအစ်စ်တလုံးကိုဝယ်သွားလိုက်ပြီးတီဟောက်ကိုဖြစ်ချောင်းကုံစင်ရှင်းပြလိုက်ပါတယ်။တီဟာကတော့သူ့ရဲ့အိုးအဟောင်းလေးကွဲသွားပြီးဆိုပြီးစိတ်မကောင်းနဲ့ဖြစ်ပြီးငိုကြွေးနေပါတယ်။ဒီအိုးလေးကငါပိုးပေးတွေရဲ့လက်ဆောင်ပဲ။အရင်အိုးအဟောင်းလေးပဲလိုချင်ပါတယ်။တခြားဟာတွေလုံးဝလက်မခံပါဘူး။ဒီအိုးအစ်စ်လေးကလည်းအနံ့မွေးပါလိမ့်မယ်။အဟောင်းတဲ့အနံ့တော့ပိုကောင်းပါရဲ့ကွာ။မင်းလက်ခံလိုက်ပါနော်။ မင်းကိုအိုးနှလုံးသုံးလုံးဝယ်ပေးပါမယ်။တထေးကြီးကျွန်တော်အိုးအစ်တွေမလိုချင်ပါဘူးဗျာ။အိုးအဟောင်းလေးပဲလိုချင်တာပါ။အိုးဆယ်လုံးပေးလဲကျွန်တော်မယူပါဘူးဗျာ။ဒီလိုနဲ့တီဟာနဲ့တထေးကြီးတို့ကအပြန်လန်စကားတွေများလာပြီးတရားဆွဲမယ်ပါမယ်ထိဖြစ်ကုန်ပါတယ်။ကျွန်တော်တထေးကြီးကိုတရားဆွဲရလိမ့်မယ်ဗျာ။ကောင်းပြီလေငါမင်းနဲ့လိုက်ခဲ့မယ်။တိန်နောက်မှာတော့တထေးကြီးနဲ့တီဟာတို့ဟာတရားသူကြီးစီကိုသွားကြပါတယ်။တထေးကြီးကိုသူကဘာတွေမကြင်မနဲ့ဖြစ်နေရပါလဲ သူကကျွန်တော်ကိုကွဲသွားအောင်လုပ်ခဲ့ပါတယ်။ဟုတ်လား။တထိကြီးဘာလို့အခုလိုလုံးရတာလဲ။သူ့ရဲ့အိုးကိုငားယူလာပြီးမုံလုပ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲခွေးရလည်းပြေးဝင်လာပြီးအိုးကိုတိုက်မိသွားပါတယ်။သူ့ရဲ့အိုးလျက်ကွဲသွားတော့ကျွန်တော်ကအစ်စ်ဝယ်ယူလာပေးပါတယ်။ဒါတော့ तू ကလက်မခံတာပါ။တရားသူကြီးကအိုးအစ်စ်ပေးလဲလက်မခံတာကြောင့်ဒီပြဿနာကိုဘယ်လိုဖြေရှင်းပေးရမှန်းမသိဖြစ်သွားပါတယ်။ကောင်းပြီ။ငါဒီအမှုမစီရင်နိုင်တော့ဘူး။ မင်းတို့နှစ်ယောက်ပီရင်ကြီးစီပဲသွားလိုက်ကြပါဂျီနောက်မှာတော့တထေးကြီးနဲ့တီဟာတို့ဟာပီရင်ကြီးစီကိုပဲသွားလိုက်ကြပြီပီရင်ကြီးစီကိုရောက်ပြီးတော့ကိုစီအချိုးချောင်းရှောက်တင်လိုက်ကြပါတယ်ကဲမောင်မင်းတို့နှစ်ယောက်ညင်းခုန်နေရတဲ့အကြောင်းရင်းကိုရှောက်တင်စမ်းပါဦးကွယ်အဲ့ဒီအချိန်မှာတော့တီဟာကခြေချောင်းကုံစင်ကိုရှောက်တင်လိုက်ပါတယ်အရှင်မင်းကြီးတထေးကြီးဟာအိုးလာငားပါတယ်အဲ့ဒီအိုးကခွေးဝင်တိုက်လို့ကွဲသွားပါတယ်အဲ့ဒီအိုးကဘိုးဘွားလက်ထက်တဲ့အိုးလေးပါ ဒီအိုးလေးကိုပြန်ပေးနိုင်မှာပဲလက်ခံနိုင်မှာပါအရင်အိုးဟောင်းလေးမဟုတ်ရင်လက်မခံနိုင်ပါဘူးအိုးဆယ်လုံးပေးရင်လည်းကျွန်တော်မျိုးလက်မခံပါဘူးရှင်မင်းကြီးအရင်ကြီးကခဏတာစဉ်းစားလိုက်တယ်อืมသူတို့နှစ်ယောက်ကဒီပြဿနာမဖြစ်ခင်တခြားပြဿနာတစ်ခုခုလည်းရှိထားရမယ်ဒီပလိပခါကသေချာပေါက်ကိုကြည့်ရမယ်ဒီနောက်မှာတော့ပြင်ကြီးအိုးကြမဟုတ်ပဲတခြားပြဿနာဖြစ်ခဲ့တဲ့အစားကနေရှောက်တင်ဖို့မိန်လိုက်တော့တေဟလည်းပြင်ကြီးကိုအမှန်တမ်းရှောက်တင်လိုက်ပါတယ် ပထမဆုံးနေနဲ့တထေးကြီးရဲ့ပေါ့ချုံကျွန်တော်မျိုးငားယူခဲ့ပါတယ်။ထင်းခွဲလိုက်တဲ့ချိန်မှာပဲတားသွားတမင်ရဲ့ပိုက်ထဲကိုစိုက်ဝင်သွားပါတယ်။တမင်ကလည်းတောနဲ့ကြီးတဲ့ကိုပြေးဝင်သွားတော့လိုက်ရှာလို့လည်းမတွေ့တော့ပါဘူး။ဒီအကြောင်းကိုတထေးကြီးကိုသွားပြောပြတော့ပေါ့ချုံအဟောင်းကလွဲပြီးလက်မခံနိုင်ဘူးလို့ပြောပါတယ်။နောက်ဆုံးမှာတော့တားဖြစ်သူပဲတထေးကြီးရဲ့အစီခံဖြင့်တလထားခဲ့ပါတယ်။တနေ့မှာတော့ကျွန်တော်မျိုးတောထဲမှာထင်းသွားရှာရင်ပုတ်ပွားနေတဲ့တမင်ရဲ့ခန္ဓာကိုယ်ထဲမှာပေါ့ချုံရဲ့တားသွောက်တွေ့ခဲ့ပါတယ်။ အဲ့ဒါကိုတထေးကြီးကိုပြန်ပေးတော့မှပဲကျွန်တော်ရဲ့သားကိုပြန်ခေါ်လာခဲ့ရပါတယ်။ဘယင်ကြီးကလည်းဒီဟာပြောတာကိုသေချာနားထောင်လိုက်ပြီးတထေးကြီးကိုမေးလိုက်ပါတယ်။တထေးကြီး तू ပြောတာအမှန်ပဲလား။ဒါကအမှန်ပါပဲဘယင်ကြီး။ကောင်းပြီလေ။ဒါဆိုမင်းရဲ့သမီးလေးကိုသူ့စီမှာအစီခံဖြင့်တလလှုပ်စေတလပြင်းအိုးတဲ့ပေးလိုက်ပါ။တထေးကြီးနဲ့ဒီဟာလည်းဘယင်ကြီးဆုံးဖြတ်ပေးတာကိုနာခံလိုက်ရပါတယ်။ ပြီးတော့ပီရင်ကြီးကိုအရှုပ်သေးပြုတ်လိုက်ပြီးပြန်လာခဲ့လိုက်ကြပါတယ်။ဟုတ်ကဲ့ပါရှင်။အခုလိုမျိုးထိုင်းဘာသာပြန်ဇာတ်လမ်းတွေသဘောကျတယ်ဆိုရင်တော့အမတို့ရဲ့ SLS HD Channel လေးကို Subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့ရှင်။ပရိသတ်ကြီးကိုတင်ကောင်းပြောစရာရှိပါတယ်။မကြခင်မှာပဲအမတို့ရဲ့ SLS HD Channel လေးက error ကင်းလွတ်ပြီးတော့ဗီဒီယိုတွေကိုနှင်းစင်ပုံမှန်တင်ဆက်ပေးနိုင်တော့မှာဖြစ်ပါတယ်ရှင်။အဲဒီခါကျရင်ပရိသတ်ကြီးကအမတင်ဆက်ထားပေးတယ်။ ထိုင်းဘာသာပြန်ကတ်တုန်းဆက်လန်းတွေကို SLS ကတ်တုန်း channel မှာရော SLS HD channel မှာရောပြီးတော့ Lady SLS ဆိုတဲ့ channel မှာရောတဝကြီးကြည့်ရှုရမှာဖြစ်ပါရဲ့ရှင်။ဆိုတော့အမောက်တင်ဆက်ပေးတဲ့ဆက်လန်းတွေနဲ့ပတ်သက်ပြီးတော့ပရိသတ်တွေရဲ့ထင်မြင်ချက်တွေ comment မှာတယောက်တစ်ကြောင်ရေးခဲ့ပေးပါအောင်ရှင်။အားပေးနေတဲ့ပရိသတ်တွေအားလုံးကျေးဇူးတင်ပါတယ်ရှင်။အမကတော့အမလီတီခင် Vice Over အတားပါ။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။